မင်္ဂလာပါသဝါစပေါ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါအနာဂတ်ပတ်သက်ပြီးတော့အသင်းတွေတခုရှာဖွေဖို့ပြင်ဆင်ထားတယ်ဆိုတော့ Arisen Arisen ရောစာချုပ်တရံကုံဆုံးမဲ့နေရာဒီမှာ United ကနေထွက်ခွာဖို့ရှိနေပြီးတော့အခြား Premier League club တခုကိုပြောင်းရွှေ့လာဖို့တော့မရှိတော့ပါဘူးအသက်33နှစ်အရွယ်ဒိမန်လေဗီစင်ဇာမဟာနောက်22ခုနှစ်ဇူလိုင်လကလိုပြောင်းရွှေ့ရင်းနဲ့ရွက်တဲ့အသင်းကိုပြောင်းရွှေ့လာခဲ့သူလည်းပဲဖြစ်ပါလိမ့် ။တော်ယူရော90ပြန်မှာနှလုံးဖောက်ပြီးမေလဲကြပြီးတော့ဘရောင်ဘောအသင်းမှာကစားမပွားပြန်လဲစတင်ခဲ့ရသူလည်းပဲဖြစ်ပါရီ။အရီဇီးယားမိုင်းနာတဲ့အသင်းအတွက်ပရီးမီယာလိ66ပွဲတွေဈာခွင့်ရရှိထားပေမဲ့အခုရာသီမှာတော့16ပွဲတည်းသာကစားခွင့်ရရှိထားသူလည်းပဲဖြစ်ပါရီ။အရိဇီယာစာချုပ်တရံလာပိုင်းမြသာခြံရှိတော့ပေမလဲခုတိုင်ကလပ်ရဲ့စာချုပ်တွေကန့်လန့်ခြင်းခံရခြင်းတော့မရှိသေးပါဘူးအရိဇင်ကအခုအချိန်ကြီးတော့ကလပ်ဘက်ကဘာမှမကြောက်ရသေးပါဘူးဒီတိုင်းဆိုရင်တော့လက်တွဲတာဟာရဲရတော့မှာပေါ့ အတင်းတွေကကျွန်တော်ရှာဖွေဖို့လည်းပြင်ဆင်ထားပါလိမ့်။ဘယ်မှာရှိနေမလဲဆိုတော့တော့မဆုံးဖြတ်ရသေးပါဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ရုစီယာအကြအသင်းပေါ်ဇာမဝါအစရိငဲ့သူဖြစ်ပြီးစပါးအသင်းမှာ900ကျော်ဇာပီးနောက်အင်တာမီလန်အသင်းကိုပြောင်းရွှေ့ခဲ့သူလည်းပဲဖြစ်ပါလိမ့်။ဆက်လက်ပြီးတော့အရီစင်ကအင်္ဂလမဆက်နေဘူးတော့ကျွန်တော်ဆန္ဒမရှိတော့ပါဘူးအမေရိကန်ကိုလည်းကျွန်တော်သွားမှာမဟုတ်ပါဘူးဥရောပမှာပဲဆက်နေခြင်းပါလေ ဒိုင်မန်ကအင်ကိုပြန်ဖို့ကလည်းနည်းနည်းစောနေပါသေးတယ်။နိုင်ငံခြားမှာကောင်းမွန်တဲ့နှစ်ချို့ကစားနိုင်သေးတယ်လို့ကျွန်တော်ခန်းစားမိပါသေးတယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဇာဂါကိုစာချုပ်သစ်ချုပ်ဆိုဖို့အတွက်ဆွေးနွေးလာမယ့်အာဆန်နယ်။အာဆန်တဲ့ရစာချုပ်တရနှစ်နှစ်ကျော်သာကြန့်ရှိတော့တဲ့ဘူကောက်ဇာဂါရဲ့အနာဂတ်အစိတ်ချရာရေးအတွက်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးလာတော့မှာပဲဖြစ်ပါလိမ့်။စာကဒီဇင်ဘာလတုန်းကခရစ်စတယ်ဘယ်လီတဲ့ပွဲစီမှာရရှိခဲ့တဲ့တကောက်ကြောင့်တန်ရာကြောင့်ခွဲစစ်ကူးသမှုခံယူခဲ့ရပြီးတော့အနာယူနေရသူလည်းပဲဖြစ်ပါလိမ့်။ ဒါပေမဲ့ဒူအာလီဒါရဲ့အာဆင်နယ်အသင်းမှာရေးပါဆုံးကစားမလေးထက်ကတယောက်အဖြစ်ရှိနေစဲလည်းပဲဖြစ်ပါရယ်အာဆင်နယ်ရစာကတ်စာချုပ်မှာလာမယ့်ရာသီအထိဒိုးဝင်လာခဲ့မယ်ဆိုရင်တနစ်ကျော်တက်တန်းများကြာချိန်မှာစာချုပ်သိချုပ်ဆိုနိုင်ရေးခက်ခဲလာနိုင်တဲ့အပြင်ပြိုင်ပွဲအသင်းတွေအပြစ်မှထားခြင်းခံရလာနိုင်ရေးရှိတာကြောင့်အနာဂတ်စိတ်ချရည်အတွက်စာချုပ်သိချုပ်ဆိုဖို့ပြင်ဆင်နေရလည်းပဲဖြစ်ပါလိမ့်။အသက်23နှစ်အရွယ်အင်္ဂလန်စတန်ဟာနောက်22ခုနှစ်လုံးကစာချုပ်သိချုပ်ဆိုခဲ့တာဖြစ်ပြီးလက်ရှိချိန်မှာတနစ်လောက်ကလာစာပေါင်၁၀သန်းဝန်းကျင်ရရှိတယ်လို့ယူဆရပါလိမ့်။ ။အာဆီယံတွေကမူဝီတော်တဲ့ကာလအတွင်းမှာစာကောက်ကိုစာချုပ်တွေချုပ်ဆိုလာတော့မှလည်းပဲဖြစ်ပါလိမ့်။လက်ချိန်မှာတော့စာကောက်ကြောတရားကနေကောင်းမွန်လာပြီးလေးတင်ကန်ဆင်းနိုင်နေပြီဖြစ်ပြီးတော့အေဘလာတရက်နဲ့ဖူဟန်တဲ့အမရိတ်ပွဲစဉ်တွင်မှပါဝင်ကစားလာနိုင်ဖို့တော့ရှိနေပါလိမ့်။အော်စတြေးလျရာသီကုန်မှာစာချုပ်တရံကုန်ဆုံးကြတော့မယ့်သောမတ်စ်ပါတီနဲ့ဂျော်ဂျီယိုတို့ကတော့ထောက်ခွာခွင့်ပေးလာမှာလည်းဖြစ်ပါလိမ့်။ အာဆန်တဲ့ဝီလျံစာလီပါမာတင်နေရို့ကတော့2029ခုနှစ်အထိစာချုပ်သေးချုပ်ဆိုထားတာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့လည်းသူတို့ကဘရာဇီးအသင်းရဲ့ဘောနောက်ခံဇာမဂါဘရီကိုစာချုပ်သေးချုပ်ဆိုနိုင်ရေးဆွေးနွေးမှုတွေပြုလုပ်နေတာလည်းပဲဖြစ်ပါလိမ့်။ဒန်လူကြီးဘွားတစ်ချောင်းလုံးထင်းထင်းရအခက်ခဲဆုံးဇာမနဲ့နေပြကိုဖွင့်ရပြောဆိုလာတဲ့ဂျိုနာသန်မော့စ်ပရီးမီးယားလိဒန်လူကြီးဘွားတစ်ချောင်းထင်းထင်းရအခက်ခဲဆုံးဇာမနဲ့နေပြကိုဒန်လူကြီးအောင် ဖြစ်တဲ့ဂျိုနာသန်မော့စ်ကထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ် ဂျော်ဒန်တန်မော့ဇာပရီးမီးယားလိမှာစတဲ့နှစ်အတွင်းပွဲပေါင်း294ပွဲကန်တွယ်ခဲ့သူလည်းပဲဖြစ်ပါလိမ့်။အဲဒီပွဲစဉ်တွေမှာဝါကက်စုစုပေါင်း900ခန့်ကဒိုင်းရိုက်အနီးကပြသမှု14ချိန်ပင်နယ်တီပေးမှု72ချိန်ထိပေးခဲ့တာလည်းပဲဖြစ်ပါလိမ့်။သူရဲ့ဆက်တဲ့နှစ်ကြောင့်ပရီးမီးယားလိဒန်လူကြီးဘဝမှာကန်ရွေရခက်ခဲဆုံးသောဇာမဟာဝါဆန်းတဲ့နယူကာဆယ်တင်းရဲ့ဇာမဟာ ်ကေဗင်နိုလန်ဖြစ်ကြောင်းနိုလန်ဟာသူ့ကိုယ်သူတော်ငင်းကုန်တတ်တဲ့ဇာမတယောက်ဖြစ်ပြီးအသေးသေးကအစခွနဲ့မှာအော်ဟစ်နေတဲ့သူတယောက်ဖြစ်ကြောင်းဂျော်နသန်မော့စ်ကဖွင့်ရပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကွင်းပြင်ပမှာတော့နိုလန်ဟာနေသက်စရာကောင်းပြီးတွေ့တဲ့နေရာတိုင်းမှာခင်မင်ရင်းနှီးစွာနှုတ်ဆက်တတ်သူတယောက်ဖြစ်ကြောင်းလည်းသူကဖွင့်ရပြောဆိုခဲ့ပါတယ်။နေပြရီထဲမှာဆိုလို့ရှိရင် special one ကြီးဖြစ်တဲ့ model ကစင်ခုံမှုအရှိဆုံးနေပြတယောက်ဖြစ်ပြီး၃ချိန်တိုင်တိုင်အနီးကပ်ပြထုတ်ပယ်ခဲ့ရဘူးကြောင့် ဒါပြန်လည်းပဲကွင်းပြင်မှာမှာတော့ကာဘာကန်တီလိုက်လာပြီးတော့နှုတ်ဆက်တတ်သူတယောက်ဖြစ်ကြောင်းဂျော်နသန်မော့စ်ကထလောင်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။စပါတင်ရဲ့နေပြောပိုစတီဂိုလူကိုထုတ်ပယ်ခဲ့မဲ့ဆိုရင်ရာသဆင်းမှာပရီးမီးယားလိနေပြား2ယောက်တိပါဝင်နေ။စပါတင်ကနေပြားပိုစတီဂိုလူအတွက်နေပြားသစ်ခံဖို့အတွက်ရာသဆင်းထဲမှာပြန်မဲ့အသင်းရဲ့နေပြား2ယောက်ပါဝင်နေတယ်လို့သိရပါလေ။စပါတင်ကပြီးတဲ့အပတ်လိပြိုင်ပွဲမှာလန်ဒန်ဒါဘီပြိုင်မဲ့ဖူဟန်သင်းကိုနှစ်ဂိုးပြည့်နဲ့ရှုံးနိုင်ပြီးနောက်အဆင်ဆက်လေးနေရာတိထိုးကြဆင်းသွားခဲ့တာလည်းပဲဖြစ်ပါလေ။ တရီဘတ်တင်းစာရေးဖော်ပြအချက်အရစပါတဲ့အရလက်မကောင်ဖြစ်နေတဲ့နေပြပိုစတီကိုလူကိုထောက်ခံနေစေဖြစ်ပေမဲ့ချိန်ထဲမှာပဲထုတ်ပယ်ခဲ့မယ်ဆိုရင်စာတို့ခန့်မဲ့နေပြလေးကိုလည်းတူတင်ချိတ်ဆက်လျက်ရှိနေရလည်းပဲဖြစ်ပါလိမ့်အဲ့ဒီနေပြတွေထဲမှာပရီးမီးယားလိပြိုင်ပွဲတွေဖြစ်ကြတဲ့ဘုံမောင်းနေပြအီယာအိုလာနဲ့ပူအန်နေပြမာကိုစေးပါလို့လည်းပါဝင်နေတာဖြစ်ပါလိမ့်အီယာအိုလာကိုဘုံမောင်းတင်ကစာချုပ်တရံတိုးဖို့လှုံ့ဆော်နေတာဖြစ်ပြီးဖူအန်နေပြမာကိုစေးပါကလည်း2026ခုနှစ်မှာစာချုပ်တရံကုန်ဆုံးမယ်လို့သိရှိရပါလိမ့် ယော်ဒန်နဲ့ဘာသာပြည်သူရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေသူ့ရဲ့ရီမန်ချန်ရဲ့အနာဂတ်တွေအကြောင်းဖွင့်ရပြောဆိုလာတယ်နေပြအာမော်ရင်မိုင်ရန်နဲ့အနေနဲ့ဒီအာဒီမှာပရီးမီယာလိရလတ်စံချိန်တင်ဆိုးရွားနေပေမဲ့အသင်းရဲ့နေပြအာမော်ရင်ကတော့အသင်းရဲ့ဘူတဲ့ပန်းချင်းစာချင်းရက်ဂလင်နဲ့အသင်းရဲ့ဘောအဖွဲ့ရဲ့ထောက်ခံအားပေးမှုကိုရရှိနေစေလည်းပဲဖြစ်ပါတယ်နေပြအာမော်ရင်ကအသင်းရဲ့ထောက်ခံမှုကိုရရှိထားပေမဲ့အသင်းမှာနေ့ရှိဆက်ရှိဖို့ဆိုရင်ရလတ်ကောင်းတွေရယူပေးနိုင်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်နေပြအာမော်ရင်က ကွင်းသိကြီးဆိုတာထက်ကိုအဲ့ဒါကအသိရဲ့အနာကလည်းပဲဖြစ်ပါလေဒါကအနာကမှာဖြစ်လာမယ့်အရာတွေပေါ့တကယ်ကောင်းတဲ့ကွင်းမှာကွင်းအတွင်းမှာပြိသက်တွေပိုဆက်လာမယ်ဒါပေမဲ့ကွင်းသိကငါးနှစ်ကြာမယ်ထင်တယ်ဒါမှမဟုတ်၆နှစ်9နှစ်လည်းဖြစ်သွားနိုင်ပါလေကျွန်တော်တော့မသိပါဘူးဒီတော့ကျွန်တော်တို့အနေနဲ့ပြစ်စုံပန်းကိုပဲအာရုံစိုက်ထားရမှာပါ လက်ရှိမှာတော့ကျွန်တော်တို့အနေနဲ့တိုးတက်ဖို့လိုပြီးတော့ပွဲတွေအနိုင်ရဖို့လည်းလိုအပ်ပါတယ်။ Omar Brother ရဲ့အားပေးမှုရတော့အရန်ကောင်းလာပေါ့။သူတို့ရဲ့အားပေးမှုကိုကျွန်တော်ခံစားရပါတယ်။ပွဲတွေနိုင်တဲ့အခါပဲဖြစ်ဖြစ်ရှုံးတဲ့အခါပဲဖြစ်ဖြစ်သူတို့ကျွန်တော်ကိုအမြဲတမ်းအားပေးကြပါတယ်။ကိုလိုမျိုးလူသိရှင်ကြားထောက်ခံအားပေးတာခံရတော့အရန်ကိုထူးခြားတာပေါ့။ဒါပြန်လည်းပဲကျွန်တော်တို့ပွဲတွေနိုင်ရဖို့လိုပါလေဘယ်သူပဲဖြစ်ဖြစ်ဘယ်ကပဲရောက်လာရောက်လာလူတိုင်းကတော့ဒီအသင်းမှာဆက်ရှိရင်းကြမှာပဲလေကျွန်တော်လည်းဒီအသင်းမှာဆက်ရှိနေနေပါလေနောက်တာအချုပ်လူတွေအတွက်တော့ရန်ကုန်အရေးကြီးပါလိမ့်မယ် ကျွန်တော်တို့တော့မဟုတ်ပါဘူးကျွန်တော်ကယုံကြည်မှုနဲ့အလုံးလုံးတဲ့သူတယောက်ဖြစ်ပြီးကိုကိုကိုရိုးသားမှုအပြည့်ရှိတဲ့သူပါကျွန်တော်ကသင်ရဲ့ဆွမ်းဆောင်မှုနဲ့ရလကိုအားပေးထောက်ခံမှုတွေထက်ဖိုးပြီးတော့အလေးထားပါလိကိုကိုလူတွေအားပေးထောက်ခံတာတော့ကောင်းတာပေါ့ဒါပေမဲ့ကျွန်တော်ကိုကျွန်တော်တော့မလိမ္မာဘူးကျွန်တော်အနေနဲ့ကိုလုံးနိုင်ဆွမ်းအပေါ်မှာယုံကြည်မှုအပြည့်ရှိပါလိဒီတော့ခြားလူတွေပြောတာထက်ကိုကိုအလုံးကိုပိုးပြီးတော့ကျွန်တော်အာရုံစိုက်ပါလိဒါပေမဲ့အခုလိုမျိုးထောက်ခံအားပေးမှုရလာအရန်ကိုအရေးကြီးပါလိဘာလို့လဲဆိုတော့ဒါအသိရဲ့တည်ငြိမ်မှုကိုပြသတာဖြစ်ပြီးတော့အသိမှာနာခက်စီမံခွင့်နေရှိတယ်ဆိုတော့ကိုလည်းပြသတာဖြစ်ပါလိ အာရီယာလိုအသိန်းကိုတိစားဖို့အချိန်မလောက်ဘူးလားဆိုတော့တေယာတော့ယုံကြည်တာကအသိန်းမှာရှိတဲ့လူတိုင်းဟာကျွန်တော်ကိုဒီမှာနှစ်တွေအကြာကြီးရှိစေခြင်းကြပါလေကျွန်တော်ကိုယ်တိုင်လည်းဒီအသိန်းမှာနှစ်တွေအကြာကြီးရှိစေခြင်းနဲ့ ဒါပဲလည်းကျွန်တော်တို့ဘွဲတွေကိုနိုင်ဖို့လိုပါလေဒီလိုသမိုင်းကြောင်းကြီးမားတဲ့ထိုင်တဲ့အသင်းမှာရှိနေဖို့ဆိုတာရလကောင်းနေကောင်းဖို့လိုပါလေဒီလိုမှမဟုတ်ဘူးဆိုရင်တော့ခံစားစရာတွေများလာမှာပါဘောဘွဲရဲ့ထောက်ခံမှုကိုရနိုင်ပြီမဲ့ကျွန်တော်တို့နိုင်ဖို့လိုပါလိမ့်မယ်ဆိုတော့ခက်ခဲဆုံးအရာကအရာလုံးဟာစင်ကောမှုတွေလို့ကျွန်တော်ထင်ပါလေခက်ခဲလို့တော့ကျွန်တော်မပြောချင်ပါဘူးဒါပေမဲ့စင်ကောမှုပေါ့ဗျာရတဲ့နေပြဖြစ်လာပြီဆိုတော့နောက်မှာတော့ကျွန်တော်သင်ယူစရာတွေတိလာခဲ့တာတွေလည်းအများကြီးပါပဲ ဘောလီနဲ့အများကြီးကွာချပါတယ်ယူဘာလီမှာဆိုရင်လည်းပွဲတွေကပရီးမီးယားလိနဲ့လုံးဝမတူပါဘူးပြီးတော့ဒီမှာဝေဖန်မှုတွေအရင်များပါတယ်ဘိုးဘီပြင်းထန်ပါတယ်အဲ့ဒါတွေကိုလည်းခံနိုင်ဖို့လိုပါတယ်ဒါပေမဲ့ကျွန်တော်ယူရတဲ့နီးပြားစဖြစ်လာတဲ့နေ့မှာပြောသလိုပါပဲဝေဖန်မှုတွေကိုကျွန်တော်လုံးဝဂရုမစိုက်ပါဘူးအဲ့ဒီဝေဖန်တန်တွေကရလကောင်းလာတဲ့နှမြပျောက်သွားပါလိမ့်မယ်ဒီတော့လူတွေပါပဲပြောပြောကိစ္စလုံးဝမရှိပါဘူးအဓိကတော့နိုင်ဝရီရောက်ဖို့ဖြစ်ပြီးတော့နေပြရီရဲ့အခက်အခဲဆုံးအလုပ်ကလည်းအဲ့ဒီအလုပ်ပါပဲ ကျွန်တော်အနေနဲ့ဘွဲတွေကိုအမြဲတမ်းလေးလာပါတယ်ဘာလို့နိုင်ဘွဲတွေဇက်တိုက်မရတာလဲကျွန်တော်လေးလာဖြစ်ပါတယ်နာကတ်မှာကျွန်တော်ဘာလို့ထင်လဲဆိုတာကိုလည်းစဉ်းစားပါတယ်အဲ့ဒီຢာတွေကိုတွေးပြီးတော့ရလတ်ဆိုးတွေကြားမှာအဆင်ပြေအောင်ကျွန်တော်နေပါတယ်လူတွေကကျွန်တော်ရဲ့ဇားကွက်ကိုဝေဖန်ကြတာပေါ့ဒါမှမဟုတ်ပဲကျွန်တော်ဘာလို့မယ်ဆိုတာကိုကျွန်တော်သိပါတယ်ဘွဲတွေဘာလို့မနိုင်တာလဲဆိုတာကိုလည်းကျွန်တော်သိပါတယ်ဒါမှမဟုတ်အဲ့ဒီအကြောင်းကိုခမရကိုတော့ကျွန်တော်ပြောမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ရှင်းပြရမှာအရန်ကိုရှေ့လုံးလုံးပါ ကစားမားတွေကိုတီးရတာတော့အရန်အဆင်ပြေနေသလိုပါပဲဟုတ်ပါတယ်ကျွန်တော်တို့ဘွဲကိုနားလည်အောင်ကြိုးစားလျက်ရှိနေပါတယ်ဘွဲအတွင်းရိုးချင်းတဲ့အရာတွေကိုခမရလဲမြင်နိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဖြစ်စေခြင်းတဲ့အရာတွေကိုဖြည်းဖြည်းချင်းတွေ့လာရပါပြီဒါမှလည်းပဲလိုအပ်ပါသေးတယ်ဒီခါလေးတော့လည်းခံစားရတဲ့အခါတွေတော့ရှိတာပေါ့မန်စီးတီးတို့အာဆင်တဲ့တို့လဘဝဲတဲ့တို့ကစားတဲ့အခါမျိုးမှာပေါ့အဲ့ဒီအတွေ့အသားကြောင့်ကျွန်တော်ကြိုးစားနေပါတယ်ပြီးတော့အသေးမှရှိတဲ့ဈာမော်တွေနဲ့ကန့်ညီမဲ့ဈာဟန်ကိုကျွန်တော်ရှာဖွေရပါမယ် ျွန်တော်လိုချင်တဲ့အရာတွေကိုဘွဲတွေမှာတဖြည်းဖြည်းနဲ့တွေ့လာရပါပြီ။ဒါပေမဲ့လည်းကျွန်တော်ဖြစ်စီချင်တာနဲ့တော့အများကြီးကြွားချနေပါသေးတယ်။ကိုကရပိုင်းအရာကြည့်မယ်ဆိုရင်ယူပါလိမှာကျွန်တော်တို့ပို့ပြီးတော့တတောင်တတာဖြစ်နေတော့ကိုတွေ့မြင်ရမှာပါ။တခါလေယူပါလိပြိုင်ပွဲမှာကျွန်တော်တို့အသင်းကပြိုင်ပွဲအသင်းတွေထပ်ပို့ပြီးတော့တာမာလာကိုခမရလေးလည်းတွေ့ရလိမ့်မယ်ထင်တယ်။ပရီးမီယာလိမှာတော့ကျွန်တော်တို့အနေနဲ့အဲ့လောက်ကြီးမခံစားပါဘူး။အဲ့ဒီအတွက်ကျွန်တော်တို့အဖြေချနေပါလေ။ဒါအရန်ကိုရေးကြည့်ပါလေ။ကျွန်တော်တို့မှာစိတ်ကူးစိတ်သန်းတွေရှိပါလေ။ကစားမားတွေသူတို့ဘာလို့ရောက်လဲဆိုတာကိုလည်းသိကြပါလိမ့်မယ်။ ဒါပဲလည်းပဲအခုကျွန်တော်လိုချင်တာတွေကတို့လုံနေကြအရာတွေမဟုတ်ပါဘူး။ဒါကြဖို့အတွက်အချိန်တခုလောပါလိမ့်မယ်။လွန်လောက်တဲ့အချိန်တခုခုရလာပြီဆိုရင်ကျွန်တော်အနေနဲ့အချိန်ရလာမှာပေါ့။ဘာလို့အချိန်ဝက်လန်းနေနဲ့ပတ်သက်ပြီးရောလား။ကျွန်တော်အနေနဲ့ဝက်လန်းခြေစွမ်းပြသနိုင်အောင်အကောင်းဆုံးကုညီနေပါလိမ့်။ဒါကိုလူတွေလည်းသိကြမှာမဟုတ်ပါဘူး။စပိန်မှာဇားတဲ့ဘွဲတွေကဆိုရင်ဇာကြီးကိုသွင်းတာကိုဝက်လန်းကပြန်ပြီးနောက်ခံလူတွေဂျားကနေဖြတ်ပြေးလို့ဇာကြီးနေရာလွတ်တွေရပြီးတော့ကိုသွင်းနိုင်ကြတာပါ။အဲ့ဒါကိုကျွန်တော်တို့ကအသင်ကစားသမားတွေကိုပြသခဲ့တာပဲ။ ဒီတော့ကျွန်တော်ပြောနေတာကဒေသမှာရှိတဲ့လူတိုင်းဟာအရန်ကိုအရေးကြီးပါလေဒါကိုလူတွေကမြင်ကြမှာတော့မဟုတ်ပါဘူးဒါမှလည်းပဲကျွန်တော်မြင်ပါလေဟွာလန်းနေနဲ့ကတော့ဒိန်းရွယ်လုံပေးတာတွေအများကြီးပါပဲဒါမှသူကတန်းစစ်မှုတရားဖြစ်နေတော့ဂိုးတွေတွင်းနိုင်မှုလောပါလိမ့်မယ်တခါလေသူအခွင့်အရေးတွေရတယ်ဒါမှသူဂိုးမတွင်းနိုင်ဘူးဒါကယုံကြည်မှုကြောင့်လည်းပါဝင်ပါလိမ့်မယ်ဒါမဲ့ပွဲအတွင်းအသင်းကိုတူကူညီတာတွေကတော့အများကြီးပါပဲလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။အရေးပေါ်တဲ့ခြေစဉ်ပွဲစဉ်မှာလွဲချော်မှုတွေများစွာဝင်နေကြောင်းဖွင့်ရပြောဆိုလာတယ်လီယိုနယ်မက်ဆီ။ အာဂျင်တီးနားသင်းကောင်းဆောင်လီယိုနဲ့မက်ဆီအားလာမယ့်ကမ္ဘာ့လောင်းချယ်ဆီဘက်စင်ကိုတန်းအားကြောင့်လွယ်လျှော်မှုအတွက်အများစွာဝန်ထဲကြောင်းဖွင့်ရပြောဆိုလာပါတယ်။လီယိုနဲ့မက်ဆီအားသေးသာကြွတာနဲ့ရရှိခဲ့တာကြောင့်အာဂျင်တီးနားလူစင်းကလည်းနှုတ်ထွက်ခဲ့တာလည်းပဲဖြစ်ပါတယ်။ပုရုဂွေဘရာဇီးအသင်းတို့နဲ့ကစားရမယ့်နိုင်ငံလေးဝစင်အသင်းရဲ့ဒီလိုအရေးကြီးတဲ့ဘက်စင်ကိုလွယ်လျှော်ရလို့ကျွန်တော်များစွာဝန်ထဲမိပါတယ်။ကျွန်တော်မနေ့ကကစားချင်တာပါအသေးစားတရားကကျွန်တော်ကိုနည်းငယ်နားယူလွှတ်စေပါလေ။ဒါကြောင့်ကျွန်တော်အရင်ကိုမတော်နိုင်ပါဘူး။ဒီကနေပြောမယ့်ခြားပရိသတ်တွေလိုအားပေးပြီးတော့အောင်မဲခံသွားမှာပါ။ ဆက်သားရအောင်အာဂျင်တီနာလို့လီယိုနယ်မက်ဆီက Instagram မှာရေးသားပြောဆိုကြတာလည်းဖြစ်ပါလိမ့်အာဂျင်တီးနားဒီအလာမဲနိုင်ငံကရန်သဘက်မှာမက်ချ်လာ21နှစ်မောက်ရူဂွေအသင်းမက်ချ်လာ25နှစ်မှာဘရာဇီးယားအသင်းနဲ့ကောလာချက်စီဝက်စင်နေရှင်ပြိုင်စားရမှာဖြစ်ပါလိမ့်။ဇာဂျင်ရက်ဂလင်းနဲ့ရက်ဒီယောသိမ်းပါရှင်နေဟာထောင်းရန်နေသလိုပဲလို့ပြင်းထန်စွာဝေဖန်ပြောဆိုလာတဲ့ဘော့စ်ကို ဒီရတဲ့ဘူရဲပိုင်ရှင်စာဂျင်ရက်ကလေးနဲ့အသင်းပိုင်ရှင်တွေဟာပေါင်နှစ်ဘီလီယံတန်ဘောလုံးကွင်းကြီးတည်ဆောက်ဖို့အတွက်ဘန္နာရှာဖွေရမှာတောင်းရနေတဲ့ပုံစံမျိုးနဲ့အလားတန်တူနေတယ်လို့ဝေဖန်ပြောဆိုလိုက်ပါလေ။ဘောစကူကယူနိုက်တက်ပရိသတ်တွေဟာရုံလွယ်သူတွေမဟုတ်ကြောင်းအသင်းပိုင်ရှင်တွေကိုသတိပေးကြတာလည်းပဲဖြစ်ပါလေ။ရတဲ့ဟာလာမယ့်ရာသီမှာလမ်းမဇီနိုတိုးမြင့်သွားမှာဖြစ်ကြောင်းယမနီကတရားဝင်ပဲကြေညာခဲ့တာဖြစ်ပါလေ။ မိုင်းနိုရီတီအပြီးတဲ့ရာသီဝက်ကလာတွင်လက်မှတ်ဇင်းတို့မြင့်တင်မှုကြောင့်ဝေဖန်ဖြစ်တည်မှုတွေနဲ့ရင်ဆိုင်နေရပေမဲ့လည်းလောက်ရာသီမှာတရားသီသာလက်မှတ်ဇင်းတို့ကိုငါးကလုံးထိတိုးမြင့်ပြီးတော့ရောင်းချလာမယ်လို့အကြေညာခဲ့တာဖြစ်ပါတယ်။အသက်ဆိုင်ဆောင်နေရပရိသတ်တွေကတော့လက်မှတ်ဇင်းတို့ကိုမြင့်တင်ခြင်းမပြုဘဲနဲ့အကြံနဲ့လက်မှတ်တွေကိုမြင့်တင်ဖို့ဆုံးဖြတ်ခဲ့တာလည်းပဲဖြစ်ပါတယ်။ဂျာမန်လိမှာကျွန်တော်တို့အသင်းကရေပန်းအစားဆုံးဖြစ်သွားပြီဆိုတော့လာမင်းရမယ်။ ဘာဇီလိုနာတဲ့လူငယ်ကျေဝင်းလေးလာမင်းရာမဲကလက်ရှိချမ်ပလီပြိုင်ပွဲမှာသူတို့အသင်းကဘိုးဆွဲဖို့အတီရေပဲအစအဆုံးအသင်းဖြစ်နေပြီလို့အခိုင်အမာဖွင့်ရပြောဆိုလိုက်တာလည်းပဲဖြစ်ပါလိမ့်။နောက်ပြီးတော့သူကဘယ်အသင်းကိုမှကြောက်နေမှာမဟုတ်ဘူးလို့လည်းကြွေကြော်ပြောဆိုလိုက်ပါလိမ့်။ဒီအသင်းမှာဘာစီလိုနာအသင်းရနေပြဟန်ဆင်ပလေးလက်ထက်ပုံမူအားကောင်းတဲ့အသင်းအသင်းဖြစ်လာခဲ့ပြီးလက်ရှိမာလင်ဖလားလေးလုံးလမ်းကြောင်းပေါ်မှာယက်တီနေသလိုတမ်ပလီပြောင်းဝဲမှာလည်းကွာတာဖိုင်နယ်စင်ဒီတလန်ထားခဲ့ကကွာတာမှာတော့ဒေါမော်အသင်းနဲ့ယင်ဆိုင်ရောက်မှာဖြစ်ပါလိမ့် နေပြာစီပြည်ရဲ့ဘာဇူနာအသင်းအားဒီရာဒီချန်ပီယံလိထဲမိုနာကိုအသင်းတသင်းနဲ့ကွာရှုံးနေပြီးတော့လီဗစ်မှာအဆင့်နဲ့နေရာနဲ့ယက်တီနိုင်ခဲ့တဲ့တို့ဆိုက်၆သင်းအဆင့်မှာလဲဘေမီယာအသင်းကိုနဲ့ကြော်စရော့အနာယူကြော်ဖြတ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဆိုက်၆သင်းအဆင့်အထိတော့လဘောဝအသင်းကချန်ပီယံလိမှာရေပန်စားနေပေမဲ့လဘောဝက PSG ကိုရှုံးနေပြီးဗျာမန်ကနေထွက်သွားတဲ့အချိန်မှာတော့ဘာဇူနာအသင်းကရေပန်အဆအဆုံးဖြစ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒီအချိန်နဲ့ပတ်သက်ပြီးတော့လာမယ့်ရာမေက လဘဘူးကပြိုင်ပွဲကနေထွက်ခွာသွားပြီးမှအခုချန်ပီယံလိဂ်ကိုအနိုင်ရဖို့ရေဘက်အဆောင်ဆုံးဟာကျွန်တော်တို့အသင်းပါပဲ။ဘယ်အသင်းကိုမှကျွန်တော်တို့မကြောက်ပါဘူး။ကျွန်တော်တို့အသင်းကမိသားစုတစ်ခုလိုပါပဲ။လုံးခဲ့တဲ့တနေ့က BSD အသင်းကိုရင်ဆိုင်ခဲ့တဲ့အချိန်ကမျိုးတော့မဟုတ်တော့ပါဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဘာစီလိုနာတို့ရာဒီယာတီးတဲ့ Spain Super Club Blue ပဲမှာမှာပြိုင်မဲ့ Real Madrid ရဲ့အသင်းကိုနိုင်ယူပြီးတော့ Champion ဖြစ်ထားသလို La Liga မှာလည်းဆင်းနေနေရတဲ့ရက်တီနေပြီးတော့ကိုပါလီပြိုင်မဲ့မှာလည်း Semi Final အဆင့်ထိရောက်ရှိနေတာလည်းပဲဖြစ်ပါလိမ့်။ ဂျမဲလီမာလကွာတာဖိုင်နယ်ဒေါမော်တင်းနဲ့ရင်ဆိုင်တွေ့နေတာဖြစ်လို့စီမီတက်ဖို့ကအခြေအနေကောင်းနေတာလည်းပဲဖြစ်ပါတယ်။ရာဗင်ညာ၊လာမင်ယာမင်၊လီဗနော့စကီ၊ပက်ထရီတို့လိုကစားမတွေကလည်းဘာစီလိုနာအသင်းအတွက်အတော်လေးခြေစွမ်းပြသလဲရှိနေသလိုတကယ်လို့ဘာစီလိုနာအသင်းကဒီရာသေးတဲ့ချန်ပီယံလိနဲ့လာလီယာဘလားတွေကိုရရှိခဲ့မဲ့ဆိုတော့ရာဗင်ညာနဲ့ယာမဲတို့ဟာဘာလုံးနီယောစုအတွက်အခြေအနေကောင်းလာနိုင်တာလည်းပဲဖြစ်ပါတယ်။စရော OBD ရဲ့ Super Computer ကလည်းဒီနှစ် Champions League ဘောလုံးပွဲမှာ Barcelona အသင်းကပိုဆွဲသွားလိမ့်မယ်လို့ခံမှန်းပြောဆိုထားပါတယ် ဆိုတော့ဘော်လာတွေကရော Champions League ဘလူးပဲမှာဘယ်လင်းကဘိုးဆွဲသွားမလဲဆိုတာခံမှန်းပြောဆိုပေးကြပါတော့เนาะကျေးဇူးတင်ပါတယ်ဘယ်သမ ्या လုံးကိုစိတ်နဲ့ဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ